ဒီလိုအရောက်ကြောင်မလားအရောက်ကြောင်ကောဒီလိုပပနဲ့နေမှာနော်ကိုခိုင်မျိုးအခြေဆိုင်ကချင်လွတ်မြောက်ရေးတပ်မတော် KIA ရဲ့ဆက်ဆံရေးရုံးကတပ်ဖွဲ့ဝင်တွေကိုတရားမျိုးသားလွတ်မြောက်ရေးတပ်မတော် TNL ကမလ9ရက်နေ့မှာရိုက်နှက်ဖမ်းဆီးပြီးကားနဲ့ခေါ်သွားတယ်လို့မျက်မြင်ဒေသခံတွေကပြောပါတယ်။ကိုခိုင်မျိုးဆက်ဆံရေးရုံးမှာရှိနေတဲ့ KIA တပ်သား20လောက်ကိုမြို့ကထွက်သွားဖို့ TNL ကလာရောက်ပြောဆိုရင်းရုံးရင်းဆန်ခတ်တွေစတင်ခဲ့တာပါ။ နှစ်ဖက်ထိုးကျိမ့်မှုတွေ၃နာရီနီးပါးဖြစ်ပွားပြီးတဲ့နောက် KIA တပ်ဖွဲ့တွေကို TNL ဘက်ကကားတစ်စီးပေါ်တင်ပြီးခေါ်သွားတယ်လို့ဒေသခံတွေက AOD ကိုပြောပါတယ်။ညနေ6နာရီခွဲကျော်လောက်မှာတော့အဲကျော်တော့အဲလူတွေပုံအဲသူတို့ကထိုးကျိမ့်လာတော့အရင်ကျန်းလာတာပေါ့နော်လူကလည်းပုံများလာသူတို့ဘက်ကအဲကြတော့ကျော်တော့ဒီ KIA တွေကြတော့နည်းနည်း shop ပြရလို့ဖြစ်သွားတာပေါ့သူတို့ရဲ့ကားပေါ်မှာ လိုက်သွားရတာပေါ့ဒေခေါ်သွားလဲတော့မတီးတယ်ဗျအဲ့ဒီတော့မျိုးမြေတေကားလိုမျိုးလားမျိုးကားပေါ်မှာအကုန်လုံးတက်ခိုင်းတယ်အဲ့တက်ခိုင်းညမှာတော့မှသာမတက်ဘူးမတက်ဘဲနဲ့တိကျအောင်ရင်တက်တာအဲ့ clean ဆိုကြောထင်တာစခွန်စရှိအလောက်ပဲရှိမှတယ်အော်စရှိစကူလောက်ပေါ့အဲ့လောက်ပဲရှိမှအဲ့တော့အပေါ်တက်သွားတာတော့မှထိုးကြတာဗျတို့အဲ့ကလေးမူးမဲ့လို့ဖြစ်မှလေးကြသေးတယ်။လေးတာကိုလည်းပြန်ဆွဲထူမှသူတို့ 嗯，你要玩土家的才可以噻。爱个用啊，要提多少年牛肉大家都要要公用啊，要提家婆公点多来玩弄。不过啥也土就要公用啊。ဒေသခံတွေရဲ့ပြောပြချက်အရ TNL ဘက်ကအင်အားတရာလောက်နဲ့ဆက်ဆံရေးရုံးကိုလာရောက်ခဲ့ပြီး KIA ဘက်ကရက်တီတဲ့ကုတ်ခိုင်မျိုးခံကချင်လူမျိုးတွေကိုလည်းရိုက်နှက်ထိုးကြိတ်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ရုံးကိုလာရောက်စီးနင်းတဲ့အချိန်မှာ TNL ဘက်ကအထက်မိန်ရလှုပ်ဆောင်တာဖြစ်တယ်လို့ပြောဆိုခဲ့သလိုရုံးရင်းဆန်ခတ်စတင်ဖြစ်ပွားချိန်မှာမိုးပေါ်ကုန်ထောင်ပြီးတနက်တစ်ချက်ပြစ်ဖောက်ခဲ့တယ်လို့သိရပါဗျ။ဖြစ်စဉ်အကြောင်းအရင်းခံကိုအသေးစိတ်သိရှိနိုင်ဖို့အတွက် AR က TNL ပြောရေးဆိုခွင့်ရှိသူတွေဘက်ကိုဆက်သွယ်မေးမြန်းခဲ့ပေမဲ့တတင်းရေးသားနေတဲ့အချိန်ထိလက်ခံဖြေဆိုတာမျိုးမရှိသေးပါဘူး။နေနေငေါငေါဒီပါတဲ့ရှင်ရှင်တဲ့မ ထိုလင်းဆွဲတင်းရင်ဆွဲမယ်ဝင်လာချိန်မှာဒီညောင်ရရဒီကိုခိုင်မှာဒီကြံရေလုံးဝမရှိစေရဘူးပေါ့နော်အဲ့လိုလေပြောတယ်ပြီးရင်ဒီကျောဒီမှာကတို့တိမ်ထားတာဖြစ်တော့သူကနင်တို့ရှိနေပြက်မှာတမျိုးပြီးတမျိုးဖြစ်တယ်ဆိုမှအဲ့လောက်ပဲကျွန်တော်လည်းကြည့်လိုက်တာဗျကြံရေတို့ကမများဘူးပေါ့ဗျာသူကနေတယ်အဲ့တော့ကျွန်တော်ဒီဒီသူရကသူကတပူပေါင်းနေတဲ့ 哎哎，生意做嘛，总 <noise> 要来维你的，维你钱嘛。你不弄你啊，你你你表也说太难了，不弄也咋拖下来了？喏，拖你呢嘛，比多也来拖行啊嘞。就少比多从娘的让腰里就拖行啊。啊罗拖行啊嘞，边就少穿，啊超腰老了，比多底下弯干呀才对来着、啊。边俺、啊、妈找到妈妈也干不了，车表穿嘞，他表念单了呢，也难拖行啊。 KAI တပ်ဖွဲ့တွေကိုခေါ်ဆောင်သွားခြင်းကစပြီးဒီနေ့မလ၈ရက်နေ့ထိ KNL ကမြို့ပေါ်မှာလုံခြုံရေးတင်းကျပ်ထားတယ်လို့ဒေသခံတွေကပြောပါဗျ။ကွက်ခိုင်မြို့ကို KNL က2024ခုနှစ်ဇန်နဝါရီလ9ရက်နေ့မှာအပီးတိုင်တင်ပိုက်ခဲ့တာဖြစ်ပါတယ်။စစ်ကောင်စီလက်ထက်မှာကွက်ခိုင်မြို့ပေါ်က KAI ဆက်ဆံရေးရုံးကိုပိတ်ထားပြီးမြဲ KNL တင်ပိုက်ပြီးနောက်ပိုင်းမှာဆက်ဆံရေးရုံးကိုပြန်ဖွင့်တာလို့သိရပါဗျ။ဒီအခြေအနေနဲ့ပတ်သက်ပြီး KAI ဘက်ကညှိနှိုင်းဆောင်ရွက်ဖို့ပြင်ဆင်နေကြောင်းနဲ့ ဖမ်းဆီးခေါ်ဆောင်သွားခံရတဲ့တပ်ဖွဲ့ဝင်တွေပြန်လွတ်လာပြီးအဆက်အသွယ်ရတယ်လို့ KIA ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးနော်ဘူးကပြောပါတယ်အာပေါ်ဆောင်တာတော့ဟုတ်ပါတယ်ဒါပေမဲ့သူတို့ကတော့အဲဒီနံပါတ်ကပဲမှာပေါ့နော်လမ်းမှာယူဝပြောရှိတယ်အဲ့ဒီမှာသူတို့ကပုတ်ထားတယ်လို့ပြောတယ်ဘောင်းထုတ်တယ်လို့ပြောမှာပေါ့အဲ့လိုပုံစံပါအခုဖြစ်နေတဲ့ဒီကော 目的不带目的，樱花木的个，积累木个，你多昂吧，你嘞木个不要昂，所以说在只能说，啊、嗯，那太多费时间呢，不如没有那么费昂个，那个吃心吧？喏，你那边嘛，哪里木汤边嘛，边那了离家木汤边嘛，双鱼片，我们嘛，身边都没有，只能一路飘路过来。 2025အစောပိုင်းကစပြီးရှမ်းပြည်နယ်မြောက်ပိုင်းကမုံကိုနတ်မူနန်းဖက်ကနန်းခမ်းမြို့နယ်မိုင်းဝီမန်တုံနဲ့ကုတ်ခိုင်ဒေသဘက်မှာ TNL နဲ့ KIA စစ်သားတွေကြားနေမြေအငင်းပွားမှုတွေဖြစ်ပေါ်နေပါတယ်။ TNL နဲ့ KIA ခေါင်းဆောင်တွေဘက်ကနှစ်ဖက်ညှိနှိုင်းမှုတွေလှုပ်ဆောင်မယ်လို့ပြောဆိုနေကြပေမဲ့လက်တွေ့အကောင်အထည်ဖော်နေတာကိုတော့အခုထိမတွေ့ရသေးပါဘူး။ဒီအချိန်တွေကြောင့်ဒေသခံတွေကတော့စစ်ကောင်စီရဲ့လေကြောင်းအနေနဲ့ပြင် လူမျိုးရေးပြဿနာတွေပါဖြစ်လာမှာကိုစိုးရိမ်နေကြတယ်လို့ဆိုပါတယ်